WFP ပီစကိုမုံတွေကိုရောင်းချဟာရီမလို့ဖို့တတိပေးလိုက်တဲ့ UN အားလုံးမေမိကလာပါလက်ရှိလူမျိုးကွင်းရဲ့ဒီမှာဆိုရင်တော့ UN ရဲ့ Waffle Program ကနေဖြန့်ဝေတဲ့ပီစကိုမော်တော်လီဒီယာဆိုရင်ရှင်းဝင်းစာနေခဲ့ပါ ਈ မော်တော်တွေကအစားလို့ကောင်းနေဆိုပြီးတော့မျှဝေရကနေတစ်ဆင်ဂျာနဲ့ပတ်သက်လို့လူပြောများလာခဲ့တာဖြစ်ပါ ਈ မြန်မာငယ်လင်းဖြစ်ပြီးတော့48နာရီခန့်အတွင်းမှာပဲ WFP ကဒီပီစကိုမုံတွေကိုမြလင်းပေးတဲ့ဒေသတွေထံမှာဖြန့်ဝေပေးခဲ့တာပါ ိုင်းပေါ်မှာလူပြောင်းများလာပြီးနောက်မှာတော့ဒီဘီစကောမိုထိုတွေကို1500ကျန်နေဈေးကွက်ထဲမှာရောင်းချနေရရှိရှိတဲ့ဆိုရဲတဲ့တင်းနေလေထွက်လာခဲ့ပါရီတကယ်တော့ဒီဘီစကောမိုတွေကို45 piece kilo cobia gani bitin di tari ma che pyo sa taw bo mo le di de chin a chi bon sa taw nai si bo twe a ha ra pi ni thon lo bi tha ga phit bai bisco de thau ma swain in protein vitamin ni tatthu dat di jewa sa pa win ni a ha ra pi fasia de ko le phit bai မွန်တိုတခုမှာ၄၅၀ကီလိုကယ်လိုရီပါဝင်နေလို့လေသိရပါပြီ။နောက်ပြီးတော့တထုပ်လို့စားထားတဲ့ရုံနေတဲ့တနေ့လုံးအစာခံပြီးတော့ဘာမှမစားဘဲနေနိုင်နေလို့လေသိရပါပြီ။ဒါပေမဲ့ချောလာအောက်ကလေးငယ်တွေကိုကျွေးလို့မရတဲ့ပြင်ချောင်းမထက်ကလေးတွေနေမိခင်တို့ဝအောင်တိုက်ကျွေးပြီးမှသာ Facebook ကိုကျွေးဖို့ပြောထားပါပြီ။ အရွှေဟာပြည်သားလူတယောက်ဆိုရင်လည်းတနေ့ငါးထုတ်ထက်ပုံမစားတင်ဘူးလို့ဖော်ပြထားပါတယ် WFP ကဒီမိုထိုတီကိုတဘာဝဘေးတင်ဒေတာတွေကိုဖြန့်ဝေပြုံသားမကပဲကျောင်းမကြီးရဲ့အဟာရအတွက်ပါကမာကြောင်ဝံဖြန့်ဝေပေးနေပါ යි မုံတိုရဲ့အိတ်ခုံပေါ်မှာလည်းရောင်းရံမဟုတ်ကြောင်းထိတင်ရှားရှားဖော်ပြထားခဲ့ပါ යි မြန်မာငယ်လေးတွေတွင်ရှူအန်ကအကူအညီတွေထောက်ပံ့ပြည့်စုံရေး PKR မှာ TP စကမုံတိုတွေကလည်းအပါအဝင်မင်းဖြစ်ပါ යි မြန်မာနိုင်ငံတွင်ပီစကိုမိုတိုမက်ထရီတန်စီ200ကျော်တိဖြန့်ဝေပြီးခဲ့တယ်လို့လည်းသိရပါ යි ဒီပီစကိုမိုတိုတွေကိုတော့မယ်လီစကိုင်းနီပီယောစတဲ့ညလီတန်စုံဝရီဒီတာရီကမြန်လင်ဘေးတိအမိသားစုတွေရခဲ့ကြပါ යි လိုင်းပေါ်မှာ1500စတေပြောင်းလဲရှောင်းနေရလို့နမေချီလာချိန်မှာဆိုရင်တော့မြန်မာနိုင်ငံကကုလသမဂ္ဂအဖွဲ့ကြီးကလည်းဓာတ်ကိုသတိထားမိသွားကြပါပြီ။ဒါကြောင့်ဘီစကိုမော်ဒိုတွေကရှောင်းညံမဟုတ်ကြောင်းနဲ့ရှောင်းချောင်းနေရကိုတွေ့ရှိမေးဆိုရင်အရှေ့ယူမေးကြောင်းကိုလည်းသတိပေးထုတ်ပြန်လာခဲ့ပါပြီ။ကီလိုရောင်းချောင်းမှုတွေလုံနေတယ်ဆိုပြီးတော့သတင်းထွက်ခဲ့တာကတော့နေပြည်တော်မှာပဲဖြစ်ပါပြီ။ဒါကြောင့် UN ရဲ့တောင်းဝင်ရှိသူတွေဟာနေပြည်တော်မှာလည်းကွင်းစစ်စစ်စီခဲ့ကြပြီးတော့ရောင်းချနေတာမတွေ့ကြဘူးလို့လည်းသိရပါပြီ။ဒီကြောင်းကိုတင်ခဲ့တဲ့ကွာလေးတက်တီထောက်ထားခိုင်းလို့မရှိဘဲနေတင်ခဲ့တာဖြစ် ကြောင်းရှင်ဝင်းရဲ့ထွက်ပြန်ချက်တွေထဲမှာပါရှိပါရည်။လူသားချင်းစာနာမှုအကူအညီပစ္စည်းတွေကိုပြန်လည်ရောင်းချတာမျိုးမလုပ်ဖို့တကယ်လို့ပဲနေသူတွေသုံးဆွဲခွင့်ရရှိရေးပါဝင်ကူညီကြဖို့ကိုရှင်ဝင်းကအရင်းနဲ့တောင်းဆိုသွားတဲ့ပါရည်။ကြည့်ရှုပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာအကောင်းနေအကြောင်းအရာရင်းတွေတူပြလာခဲ့ဦးမှာချက်လို့ကျမတို့ရဲ့ပီလီကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့တွေမိကြပါနဲ့ဦးရှင်အားပေးနာစင်ခဲ့ကြတဲ့ break that deal ချစ်စီတိုင်းလေးကိုစိတ်နှလုံးရှင်လင်းချမ်းသာပါစေကြောင်းကျမတို့ရဲ့ပီလီကနေပြီးတော့ဆူတာမီတာစကားလေးလက်ဆောင်ပါလိုက်ပါစီနော်နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာအကောင်းနေအကြောင်းအရာရင်းတွေတူပြလာခဲ့ဦးမှာချက်လို့ like and subscribe လုပ်ပြီးရောဆောင့်ကြည့်ပေးပါ